ရသခင်ဂျေဇုတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတ်တော်အားဖြင့်တို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယောမအောဝါဒစာခန်းကြီး၈အပိုင်းငယ်9အပေကြောင့်နေဟုမူကဇာတိပဂတိစိတ်တော်သည်ဖရာသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏ဖရာသခင်၏တရားတော်အလိုတို့မလိုက်တဲ့ထိုမြမကမလိုက်နိုင်ကျောင်းဒီနှုတ်ကပတ်တော်ကတော့ဇာတိပဂတိစိတ်တော်အကြောင်းကိုဖော်ပြပါတယ် ကျွန်တော်တို့ရဲ့လူဇာတိပဂတိအသွေးသားစိတ်ဆန္ဒလူရဲ့အကြံစီလူရဲ့စိတ်တော်ကတဲ့ဖရာသခင်နဲ့ဆန့်ကျင်မှာဖြစ်တယ်ဇာတိပဂတိစိတ်တော်ကဖရာသခင်နဲ့ဆန့်ကျင်မှာဖြစ်ပြီးတော့တဲ့ဖရာသခင်ရဲ့တရားတော်ရဲ့အလိုတော်ကို မလိုက်တတ်ဘူးထို့မြောက်မကမလိုက်နိုင်လို့ဖော်ပြပါတယ်ဇာတိပဂတိစိတ်တော်ကဖရာရဲ့အလိုတော်ကိုမလိုက်တတ်ဘူးလိုက်လေမလိုက်နိုင်ဘူး ဒါကြောင့်မို့ကျွန်တော်တို့ကဇာတိပဂတိမှာကျင့်လယ်မယ်ဆိုရင်တော့ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဇာတိပဂတိဆိုတာကတော့လူရဲ့အသွေးသားစိတ်ဆန္ဒလူရဲ့သဘောလူရဲ့အကြံစီကိုဆိုလိုခြင်းဖြစ်ပါတယ်။ဝိညာဉ်ပဂတိဆိုတာကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့အလိုဘုရားသခင်ရဲ့သဘောတဘာဝဘုရားသခင်ရဲ့အလိုတော်လမ်းကိုလိုက်လျှောက်တတ်ခြင်းဖြစ်ပါတယ်။တန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြခြင်းအောက်မှာအသက်ရှင်တတ်ဖို့ဖြစ်ပါတယ်။ ဒါမှမဟုတ်ပဲကျွန်တော်ကဇာတိတဘောအသွေးသားဆန္ဒပေါ်မှာပဲအမိပြုမယ်အသွေးသားဆန္ဒအတိုင်းပဲအသက်ရှင်မယ်လူရဲ့အကျင့်စီနဲ့ပဲသွားမယ်ဆိုရင်တော့ဖယားသခင်အလိုတော်လမ်းကိုလိုက်နိုင်မှာမဟုတ်ဘူးဖယားသခင်အလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကဒီလောကကြီးထဲမှာအသက်ရှင်နိုင်မှာမဟုတ်ပါဘူးတခါတည်းမှာကျွန်တော်ကကောင်းတာကိုလုပ်တဲ့အခါမှာလဲဇာတိတဘောနဲ့လုံမိတဲ့အခါမှာဖယားသခင်အလိုတော်လမ်းကနေလွှဲတက်ပါတယ်ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းဖယားကိုကိုးကွယ်ခြင်းဖယားအမှုတော်ထဲမှာပါဝင်ခြင်းက ဝိညာဉ်သဘောနဲ့ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့အုပ်ဆိုးမှုနဲ့လှုပ်ဆောင်တက်ဖို့လိုပါတယ်။သို့မှမဟုတ်ဘဲနဲ့ဘုရားရဲ့အမှုတော်ကိုဇာတိသဘောနဲ့လုံးမိပြီဆိုရင်တော့အဲ့ဒါကမှားယွင်းမှုဖြစ်ပြီးဘုရားသခင်စိတ်တော်နဲ့တွေ့နိုင်မှာမဟုတ်တော့ပါဘူး။ကျွန်တော်တို့မှကျမ်းစာထဲမှာကြည့်တဲ့အခါမှာဇာတိသဘောနဲ့လှုပ်ဆောင်တဲ့အရာအလုံးကပြုတ်ပြက်ခြင်းပဲ၊ပျက်စီးခြင်းပဲ၊ပုတ်ပြက်ခြင်းပဲဖြစ်တယ်ဆိုတော့ကိုတွေ့ရပါတယ်။ကျွန်တော်ကပောက်ကျန်ခိုင်း၁၁ကိုကြည့်တဲ့အခါမှာလူသားတွေကဘာသာစကားတစ်မျိုးတည်းရှိတဲ့အခါမှာ တညီတညွတ်တဲ့ဖယားသခင်ကိုစန့်ကျင်တဲ့အမှုကိုလုပ်ကြတယ်။မိုးကောင်းငင်သို့မှီလောက်တဲ့ဘာဘူးလုံးရဲတဲ့ကြီးကို တိဆောက်ပြီးတော့သူတို့ကကြော်စောကိတ်ထီကို ပြုတ်ပါတယ်။သူတို့ကတနေရာထဲမှာဆုပြီးတော့ညင်ညင်ညွတ်ညွတ်နဲ့ဒီဘာဘူးလုံးရဲတဲ့ကြီးကို တိဆောက်ပါတယ်။ဒီညင်ညွတ်ခြင်းကဇာတိတဘောရညင်ညွတ်ခြင်းဖြစ်တယ်။အင်မတန်မှညင်ညွတ်ပြီးတော့ဘာဘူးလုံးရဲတဲ့ကြီးကိုတိဆောက်တဲ့အခါမှာဖယားသခင်ကမနစ်သက်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ဇာတိတဘောအဖြစ်ညင်ညွတ်ခြင်းကိုပြုတော်ကြောင်ဖြစ်တယ်။ဒီညင်ညွတ်ခြင်းကဖရားရဲ့တဘောနဲ့လွဲမှားနေတယ်။သူတို့ကကြော်စောကိတ်ထီကိုတတ်မှတ်ပြီးတော့ကြော်ကြားလိုတဲ့စိတ်အောင်မြင်လိုတဲ့စိတ်ကိုမူတည်ပြီးတော့လုပ်တဲ့အခါမှာဒီဇာတိတဘောရဲ့စီလုံးခြင်းကတစ်ချိန်မှာပျက်စီးသွားတယ်။ဖရားသခင်ကသူတို့ရဲ့စကားတွေကိုရှုပ်ထွေးစီပြီးတော့သူတို့ကအရရက်ကိုကွဲပြားသွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ဖရားသခင်ကကြော်စောကိတ်ထီ ငါဆိုတဲ့အတ္တတွေမာမာနကြီးခြင်းတွေဘုရားသခင်ကမကြိုက်ပါဘူးသူတို့ကညင်ညွတ်ပါလေဒါပေမဲ့အဲ့ဒီညင်ညွတ်ခြင်းကဇာတိသဘောရညင်ညွတ်ခြင်းဖြစ်နေတယ်ဘုရားသခင်မနဲ့တက်တဲ့အခါမှာသူတို့ရဲ့ဘာသာစကားတွေကိုရှုပ်ထွေးစေပြီးတော့အရရက်တို့ကွဲပြားသွားတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့ညင်ညွတ်တာကောင်းပါလေဇာတိသဘောရညင်ညွတ်ပြီးဆိုရင်တော့ဘုရားရဲ့အလိုတော်လမ်းကနေလွဲပြီးဘုရားသခင်ကမနဲ့တက်ပါ ကျွန်တော်အာဗြဟံကြောင့်ကြည့်တဲ့အခါမှာလဲအာဗြဟံကသူ့ရဲ့မေယိုသမီးဆာရာနဲ့ခလေးမရတဲ့အခါမှာဆာရာရဲ့အကြံပေးချက်အရအေဂုဒုကနေပါလာတဲ့ဟာဂရနဲ့အိတ်လိုက်တယ်။ဟာဂရနဲ့အိတ်လိုက်တဲ့အခါမှာလူရဲ့အကြံစီ လူရဲ့သဘောရလှုပ်ဆောင်တဲ့အခါမှာအဲဒီဇာတိသဘောကပုတ်ပြတ်ခြင်းပဲ။ခလေးတော့ရပါတယ်။ဒါပေမဲ့အဲဒီခလေးကဖျားသခင်ပေးတဲ့ဂတိတော်နဲ့ဆိုင်တဲ့သားတော်မဟုတ်ဘူး။ အာဗြဟံဇာတိတဘောရဂျုံမဟာဂရနဲ့အိတ်လိုက်တဲ့ခါမှာခလေးမရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့သားတော်မဟုတ်ဘူး။ဘုရားသခင်ကဒီလိုပေးမှာမဟုတ်ဘူးအာဗြဟံ။မင်းရဲ့ကိုယ်ရဲကနေစာရာနဲ့မင်းနဲ့ရမယ်။ဂတိတော်နဲ့ဆက်ဆိုင်တဲ့သားကိုပေးမှာဖြစ်တယ်။ဒါပေမဲ့အာဗြဟံနဲ့စာရာတို့ကဘုရားသခင်ပေးမယ့်အရာကို လူရဲ့သဘောလူရဲ့အကြံစီနဲ့လှုပ်လိုက်တဲ့ခါမှာခလေးတော်ရပါလေ။ဒါပေမဲ့ဂတိတော်နဲ့ဆက်ဆိုင်တဲ့သားတော်မဖြစ်ခဲ့ဘူး။ အဲ့ဒီရလာတဲ့ကလေးကဣရှမေလလို့ခေါ်တယ်။မင်း12ပါးရဲ့ခေါင်းဆောင်ပိုးဝေးကြီးဖြစ်ပါတယ်။တို့ရတွင်အဲ့ဒီဣရှမေလကြောင့်အာဗြဟံကယဉ်ကျိုးရတယ်။ဣရှမေလကသူ့ရဲ့သားဖြစ်တယ်။တို့ရတွင်ဂျုံမွားနဲ့ရတဲ့သားဖြစ်သောကြောင့်ဆာရာကအဲ့ဒီဂျုံမွားနဲ့သူ့ရဲ့သားကိုနှင်ထုတ်ခိုင်းတယ်။ဘုရားသခင်ကဒီနေရာမှာဆာရာရဲ့စကားကိုနားထောင်ပါဆိုပြီးတော့အာဗြံကိုပြောပါတယ်။အာဗြံကထိုမှုက အလွန်ခက်လာတယ်လို့သူပြောတယ်။ ဘုရားသခင်ကပြောတယ်အာဗြဟံအဲဒီဣရှမေလနဲ့သူ့ရဲ့ဂျုံမကြောင့်မင်းဒီအမှုခတ်တယ်လို့မထင်နဲ့စာလာပြောတဲ့စကားကိုနားထောင်ပါသားနဲ့ခလေးကမတူဘူးသားကအမွေဆက်ခံမှာဖြစ်တယ်ခလေးကတော့လူစားတီသဘောရာရတာဖြစ်တယ်ဒါကြောင့်မို့မင်းအဲဒီဂျုံမရဲ့သားကိုနှင်ထုတ်လိုက်ပါဒါပေမဲ့အဲဒီဂျုံမရဲ့သားကလည်းမင်းရဲ့အမျိုးဖြစ်တဲ့အကြောင်းသူ့ကိုလည်းငါလူမျိုးကြီးဖြစ်စေပြီးတော့မင်းမျက်နှာကြောင့်ကြီးပွားစေမယ်ဆိုတဲ့အကြောင်းကို အာဗြဟံကိုပြောပါတယ်။ဒါကြောင့်မို့လူရဲ့ဇာတိတဘောနဲ့အာဗြဟံလောက်လိုက်တဲ့ခါမှာခလေးမရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့အဲ့ဒါကယဉ်ကျိုးစရာဖြစ်သွားတယ်။သူ့သားကို သူကိုယ်တိုင်နှင်ထုတ်ရတယ်။ဘာကြောင့်လဲဆိုတော့ဖျားပေးတဲ့သားမဟုတ်ဘူး။ဖျားပေးတဲ့သားကဣဇက်ဖြစ်တယ်။ဖျားပေးတဲ့သားကိုမရခင်မှာလူဇာတိတဘောနဲ့လှုပ်ဆောင်တဲ့ခါမှာခလေးတော်ရပါရဲ့။ဒါပေမဲ့အဲ့ဒါကဂရိတော်နဲ့မဆက်ဆိုင်တဲ့အတွက်ကြောင့်သူနှင်ထုတ်လိုက်ရတယ်။အာဗြဟံယဉ်ကျိုးသွားတယ်။ ဒါကြောင့်မချသောရောက်စီတိုင်းဇာတိသဘောနဲ့လှုပ်တဲ့အခါမှာရင်ကျိုးစရာတွေဝမ်းနည်းစရာတွေစိတ်ပျက်စရာတွေပဲဖြစ်ပေါ်ပါတယ်။ဖယားသခင်အလိုတော်ကိုသိပြီးတော့ဖယားရဲ့နှုတ်ကပတ်တော်စကားတိုင်းအသက်ရှင်တတ်ဖို့ကအင်မတန်ရေးကြီးတယ်။ဒါကြောင့်မို့ချသောညောကစီတိုင်းဇာတိသဘောကဖယားသခင်နဲ့စန့်ကျင်မှာဖြစ်တယ်။ဖယားသခင်အလိုတော်ကိုမလိုက်တတ်ဘူး။ထိုးမြောက်မကမလိုက်နိုင်ဘူး။ သင်ကဇာတိတဘောမှာပဲသင်ရဲ့အသွေးသားစိတ်ဆန္ဒသင်ရဲ့စိတ်ကူးစိတ်တမ်းပေါ်မှာပဲသင်ကကြံစီပြီးတော့အသက်ရှင်မယ်ဆိုရင်တော့ဘုရားသခင်စိတ်တော်နဲ့တွေ့မှာမဟုတ်ဘူး။ဘာဘူးလို့ရဲလိုက်တိဆောက်တဲ့ခါမှာလူတွေကညှို့ကြပါလေ။ဒါပေမဲ့အဲ့ဒီညှို့ခြင်းကဇာတိတဘောပေါ်မှာကြော်စောကိတ်ထီပေါ်မှာအခြေခံတဲ့ခါမှာဘုရားသခင်ကဖြည့်ဆည်းပစ်လိုက်တယ်။သူတို့စကားတွေကိုရှုပ်ထွေးစေလိုက်တယ်။အဆုံးသက်ကပျက်စီးခြင်းပဲ။အာဗြဟံက ူကလေးမရတဲ့ခါမှာကလေးရဖို့အတွက်ဇာတိသဘောနဲ့လှုပ်ဆောင်တဲ့ခါမှာကလေးတော်ရပါတယ်။ဒါပေမဲ့ခရီးတော်နဲ့ဆက်ဆိုင်တဲ့သားတော်မဖြစ်ခဲ့ဘူး။နောက်ဆုံးအဲ့ဒီကလေးအရှိမီလာအားဖြစ်မယ်။သူကရင်ကျိုးရတယ်။ဝမ်းနဲ့ပလက်ဖြစ်ရတယ်။ပူဆွေးတော့ကရောက်ရတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ဇာတိသဘောကကျွန်တော်တို့ဘဝအတ္တကိုဝမ်းနေစေတယ်၊ဆုံရှုံစေတယ်။ကျွန်တော်တို့ဘဝအတ္တကိုခါသီးစေပါတယ်။ဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာစာတိတဘောနဲ့အသက်မရှင်ပဲနဲ့ ဘုရားသခင်နှုတ်ကပတော်စကားတော်အတိုင်းနာဂံလိုက်လျှောက်အသက်ရှင်တတ်သောသူများဖြစ်စေဖို့ဝေငှပါれအားလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ။